အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့လာမေဒါကျွန်တော်တို့ပွဲစဉ်မှာပေါ့နော်ဒါကျွန်တော်တို့လက်ရှိလစ်ဗာပူးအသင်းနဲ့ဒါ Chelsea အသင်းနဲ့တွေ့ဖို့ရှိတယ်ဒါကျွန်တော်ထုတ်ရတိုင်းကျွန်တော်ဒီအသင်းကြီးချင်းချင်းတွေ့ပြီဆိုရင်တော့အကျိုးရင်ခုံတဲ့ပုံစံမျိုးလေးလုပ်ပေးကြရတဲ့အတိုင်းဒီနေ့ပွဲစဉ်မှာလုပ်ပေးတာဖြစ်တယ်အဲ့တော့ ဒီနေ့ပွဲစံမှာဒါ Chelsea အသင်းရဲ့အိမ်ဝင်ဖြစ်သူ Liverpool အသင်းကအဝေးဝင်ဒါပေမဲ့တေချာပြန်ကြည့်မယ်ဆိုရင်တော့ Chelsea အသင်းပရိသတ်တွေအနေနဲ့အခုလက်ရှိ Liverpool နဲ့ပွဲစံကိုသူတို့အနေနဲ့ဒီ feeling တကူကိုသူတို့ဘယ်လိုခံစားရမှာမသိဘူးဖြစ်နေတယ်။သူတို့ Chelsea ပရိသတ်တွေနဲ့ဒီနေ့ပွဲစံမှာ Liverpool အသင်းကသူတို့ကိုဒါအရန်နေနဲ့အများထုတ်ကန်သွားမလား။ဒါမှမဟုတ် Chelsea အသင်းဘက်ကဒီနေ့ပွဲစံမှာလူစုံထုတ်ကန်သွားမလားဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့မိတယ်။အဲဒီနေ့ပွဲစံမှာဒါအကြီးအဆုံး တက်တနာကပါလဲဆိုတော့ချက်စီးအသင်းကအိမ်ဝင်းဖြစ်တာနဲ့ညီအမှတ်ကူလည်းအပြည့်ဝလူနေတဲ့အသင်းသင်းဖြစ်လို့တစ်ဖက်ကလီဗာပူးအသင်းကလုံးဝလက်ရှိမှာအမှတ်မလို့တော့ပိုပြီးကြီးရတာလီဗာပူးအသင်းကလည်းဂျာယက်ထဲမှာဘာပွဲမှမမရှိဘူးသူတို့အနေနဲ့ခုလက်ရှိမှာရှိသမျှဖလားကလည်းထွက်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဘာပွဲမှကန်ဆယ်မလို့ဒီနေ့ပေါ်မှာလီဗာပူးအသင်းကဒီသုံးမှတ်ကိုဘယ်လိုမျိုးဟန်တောလုပ်သွားမလဲကျွန်တော်ထင်တာကိုပြောရမယ်ဆိုရင်အာလီစတော့ကပရော်ဖက်ရှင်နယ်ဒီပွဲကိုတော်တော်လေးကိုစံပြသွားမယ်လို့မြင်တယ်။ဘာလို့ဆိုလက်ရှိမှာချယ်ဆီအတွက်ကဒီနေ့ပွဲစဉ်ရဲ့သုံးမှတ်ကအင်မတန်မှတော်တော်ကြီးကိုရေးပါတယ်။ဒီနေ့ပေါ်မှာဒီသုံးမှတ်ကဘလ ောက်ထိအရေးပါလဲဆိုတာကိုပြောရမယ်ဆို Chelsea အသင်းရဲ့လက်ရှိနီးပြဖြစ်တဲ့ Enzo Moreskani နဲ့ဒါရှေ့ပွဲမှာတောင်မှဒါဒီ လူစည်ရင်းကိုပြောရမယ်ဆိုရင်တော်တော်လေးကိုရှော့ရှော့ပေါ့ပေါ့ဒါကျွန်တော်တို့လက်ရှိမှတ်မှတ်ရရဒါဒဂျက်ဂါဒန်ကိုဒါကျွန်တော်တို့စီမီဖိုင်နယ်လိုအခြေအနေမျိုးမှာတော့မှဒါအရန်နေနဲ့ပဲကန်သွားတဲ့ပုံစံမျိုးကိုတွေ့ခဲ့ရပြီးချက်စီးတဲ့နဲ့လူချန်ခဲ့တာတော်တော်လေးကိုတွေ့ရမယ်တဲ့မှာပါတယ်တစ်ဖက်ကလစ်ဗာပူးသင်းဘက်ကိုပြန်ကြည့်မယ်ဆိုရင်လစ်ဗာပူးသင်းကဒီနေ့ပေါ်မှာလူချန်စရာကြောင်းလည်းမရှိဘူးသူတို့အနေနဲ့ဂျားတဲ့မှာဂျားရဲ့ဘက်မှာလည်းဘာမှကန်ထားစရာမရှိကြောင်းဘူးလစ်ဗာပူးသင်းကဒီနေ့ပေါ်မှာပွဲထက်မှုကိုဘယ်လိုမျိုးလုပ်တာအဲ့တော့လက်ရှိမှာဒီနေ့ပေါ်ဆုံးကျွန်တော်ဒါ tactical aspect ကဘာညာကိုပြောတာထက်ဆိုင်ခင်များတို့ကိုကျွန်တော်ဒါနည်းနည်းလေးဒါဆွေးနွေးခြင်းတယ်ဗောနော်အဲ့ တော့ Chelsea ပြိုင်တက်တွေဒီနေ့ဒီနေ့ပွဲစဉ်ကိုဘယ်လိုမျှော်မှန်းလဲ Liverpool ကတော့ကျွန်တော်ဒီနေ့ပေါ်စမှာဒါဝုန်းတိုင်းကျဲပြမယ်ထင်တာဒါမှမဟုတ်တော့ Liverpool ကအေးအေးဆေးဆေးပဲကန်သွားမယ်ထင်လားအသေးချာတကူက Liverpool တင်းနဲ့ဒီနေ့ပွဲစဉ်မှာတခုကသေချာတာလောက injury risk တော့သွားမှာမဟုတ်ဘူးသူတို့နေလာမယ့်ယာတီကဒါကျွန်တော်တို့သူတို့အတွက်ကတော်တော်လေးကို crucial ဖြစ်ပြီးတော့လာမယ့်ယာတီမှာဒါ Liverpool အသင်းအတွက်ကဒါ22ချိန်မြောက် Premier League ဒါကျွန်တော်တို့ Premier League တက်တန်းမှာဒါ First Division title ကိုဘယ်သူမှဒီနံပါတ်ကိုမရဘူးတဲ့နံပါတ်ကိုသူတို့နေနဲ့ရသွားဖို့အတွက်ကြိုးစားသွားနိုင်နေဆိုတဲ့အနေဒါတကူကိုကျွန်တော်တို့တွေ့ရမယ် တပတ်က Chelsea ကတော့ရှင်းတယ် Chelsea တင်းကလက်ရှိမှာ Wayne ဆိုတဲ့နီးလေးကိုသူတို့အနေနဲ့ပူကြည့်မယ်။ကြားထဲမှာကဲမဲ့ Djuk Garden ကိုအိမ်ဝင်းမှာကဲအမှာဖြစ်ပေမဲ့လေ Djuk Garden ကိုဒါကျွန်တော်အဝေးကွင်းမှာကလေးက4-1ဆိုတဲ့ရလနဲ့ Chelsea တင်းနိုင်ထားတဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်မှာဒါ Chelsea တင်းက Liverpool နဲ့ပွဲစဉ်ကသူတို့အတွက်ပိုအရေးကြီးမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်နင်မြင်တယ်။ တော့တစ်ခါတစ်ဖက်ကမှကျွန်တော်ဒါလူနှစ်ယောက်ကချနေတဲ့ပုံစံမျိုးပေါ့နော်တစ်ဖက်ကဒါ UFC Heavyweight Champion ဖြစ်သွားပြီတစ်ဖက်ကကြာဒါ UFC တဲ့ Champion Champion ရဲ့ Top 4တဲ့ကိုဝင်ဖို့ကြိုးစားနေတဲ့အချိန်ဒါတစ်ဖက်ကဒါဆို Champion ရဲ့ Shot ပြီးလက်သီးတွေကိုထိုးမှလာဒါမှမဟုတ်ဒါကျွန်တော်တို့ခုနကပြောဆို UFC Top 4တဲ့ဝင်နေတဲ့ကောင်ကထိုးမှပဲအားနဲ့များတယ်ထိုးဒါဆိုတာဟိုဘက်ကောင်ထိုးမှပဲဒါပေမဲ့ Champ Heavyweight Champion ဖြစ်သွားတဲ့ကောင်ကထိုးမှလား တော်ဆိုတော့ဒီနေ့ပွဲစမှာခုနပေါ်သေးကျွန်တော်မြင်ကြည့်တာပေါ့နော်လီဗာပူးတင်းနဲ့ဒီကျွန်တော်ကျွန်တော်ဒလစ်မဖြစ်တာကလီဗာပူးဒီနေ့ပွဲစမှာလောကအားကုန်ထုတ်ကန်သွားမယ်လို့ကျွန်တော်ကတော့မြင်တယ်။ဘာကြောင့်အဲ့လိုပြောရလဲ။အာနီစတော့အနေနဲ့လက်ရှိမှာဒါကျွန်တော်တို့သူ့အနေနဲ့ပရီးမီးယားလိတိုက်တဲ့ရသွားပြီးနောက်ပိုင်းမှာသူ့အနေနဲ့သူ့ ထပ်ပြီးတော့ professional sense ဆိုတာသူဘာလို့ပြနိုင်လဲဆိုတော့ပြအောင်မလို့မြင်တယ်။အဲဒီဆိုတော့ဒီနေ့ပေါ့ပေါ့တဲတဲသူလို့တော့မဟုတ်။အဲ့တော့ဒီနေ့ပုံစံမှာတေချာတာတခုကလစ်ဗာပူးတဲ့ကလူဂျုံတက်ဆုံထွက်လာပြီးတော့ချက်ဆီအတင်းကိုဘာဒီများလို့အဲ့တော့ဒီဒီနေရာမှာပေါ့နော်ကျွန်တော်သားဆိုစဉ်းစားတာလစ်ဗာပူးတဲ့နဲ့တွေ့မယ်အတင်းเนี่ยတော်တော်လေးကိုစဉ်းစားရစက်တဲ့အနေဒါတခုဖြစ်သွားပါတော့။လစ်ဗာပူးတဲ့နဲ့အခုလက်ရှိမှာဒါကျွန်တော်လာကံမဲ့အတင်းနေနဲ့မှာသူ့အနေနဲ့ကျွန်တော်တို့ဒါတန်ဆင်းစုံနာကအတင်းတချို့ပါတယ်။တန်ဆင်းသွားပြီးသားအတင်းတချို့လည်းပါရတယ်မှာပါ။အဲ့တော့လစ်ဗာပူးတဲ့ဒီနေ့ပွဲစဉ်ကိုဘယ်လိုမျိုး approach လုပ်လာမလဲဆိုတော့တော်တော်လေးကိုကျွန်တော်တော်ကြီးကိုကျွန်တော်စိတ်ဝင်စားတယ်။တော်တော် ော်ကြီးကိုစိတ်ဝင်စားတယ်။ချက်စီကတော့ရှိတယ်ဗျလက်ရှိမှာတို့အနေနဲ့ဒါကျွန်တော်ရှီရင်ဆွဲရှိသမျှကစားသမားအကုန်လုံးကိုဒါလုံးဝပွဲထွက်လာမှုတဲ့ ready ပဲ။ဒါကျွန်တော်လက်ရှိမှာပါမာတို့ဒါကျွန်တော်နီကိုလတ်ဂျက်ဆန်တို့တော်တော်လေးမှအဲ့တော့လက်ရှိမှာချက်စီအသင်းကဒါ seriously ရတာကျွန်တော် movement တန်ရတော်လေးကိုပြန်တက်လာပြီနောက်ဆုံးပြိုင်ပွဲဆုံး3ပွဲမှာ3ပွဲလုံးနိုင်ထားတယ်ဒါကျွန်တော်တို့ fulham ကိုနိုင်ထားတယ်လက်ရှိမှာ everton ကိုနိုင်ထားတယ် dejer garden ကိုနိုင်ထားတယ်အဲ့တော့လက်ရှိဒါအပြင်ကျွန်တော်တို့ဒါ premier league ရဲ့ဒါကျွန်တော်တို့ enzo mores ka ကနောက်ပိုင်းပွဲစဉ်တွေမှာ doubt shot အနိုင်ယူထားတာကိုတွေ့ရမယ်အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာ liverpool အသင်းထက်စာရင်ဒါကျွန်တော်တို့ Chelsea အသင်းကအမှတ်ပိုလို့တဲ့အသင်းတသင်းပြပြီးဒါကျွန်တော်တို့ဆူဆူမူမူကဆော့သွားမယ်လို့မြင်တယ်။ဒါပေမဲ့ Liverpool အသင်းကဒီနေ့ပွဲစမှာဒါကျွန်တော်တို့စပါးနဲ့ပွဲစဉ်လုံးဝလိုပါပဲ။ဒါကျွန်တော်တို့တို့အနေနဲ့တည်တမက်ရဖို့လိုပေမဲ့ဂိုးပြတ်ကိုတို့သွားပြခဲ့တယ်။ငါတို့အသင်းဘာလို့နိုင်လဲဆိုတာကို Liverpool အသင်းကအမြဲတမ်းပြနေတဲ့အသင်းတသင်းဖြစ်တယ်။အဲ့တော့ကျွန်တော်အနေနဲ့တည်ကြတာတခုကဒီနေ့ပွဲစဉ်မှာပေါ့နော်။ဒါကျွန်တော်တို့နီးပြအနေနဲ့ ဒါအာနီစလော့အနေနဲ့တစ်ဖက်အသင်းကိုရှော့သွားဖို့လုံးဝစီစဉ်မရှိဘူးဒါ professional ဆက်ဆံပဲအဲ့တော့တချို့ကြလည်းပြောမှာပေါ့ဗျာကျွန်တော်အလောင်းစားဘာညာကိစ္စကြောင့်ဒါလက်ရှိမှာလုတ်ပြအောင်မယ်လို့ဆိုတဲ့ပုံစံမျိုးတွေပြောပြောပြောပြသွားမယ်လို့ကျွန်တော်နင်းမြင်တယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒါမျိုးတိတ်တော့မထင်ဘူးဒီနေ့ပုံစံမှာ Liverpool ကသူ့လို့သူကောင်းကောင်းကြီးလုတ်ပြသွားမယ်လို့ကျွန်တော်နင်းမြင်တယ် professional ဆန်တဲ့အသင်းတစ်သင်းကို Liverpool စီကနေပြီးတော့တွေ့မြင်ရမယ်လို့မြင်တယ်လက်ရှိမှာ Chelsea ကြောင့်ကျွန်တော်လည်းလည်းပြောအောင် Liverpool တောင်းအသိပြီးသားဆိုတော့ Chelsea ကြောင့်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ Chelsea အသင်းအနေနဲ့လက်ရှိမှာဒါဟိုနေ့က Rugo ကကျွန်တော်တို့က ဂူးလစ်ထက်တယ်ဗောနောဂူးလစ်လားကျွန်တော်တဲ့ဂူးလစ်ထက်တယ်အဲ့ဒါဒါမှမဟုတ်ကျွန်တော်ဘယ်လိုလဲဂူးလစ်မဟုတ်ဘူးထင်တယ်ဘယ်လိုလဲမသိဘူးကျွန်တော်ဒါအင်တာဗျူးမှာပြောတယ်ဗောနောဒါကျွန်တော်တို့လက်ရှိမှာ Chelsea အသင်းနဲ့ပတ်သက်ပြီး Top Bully ကဟဲ့ main Liverpool Chelsea အသင်းမှာကစားဘူးလားဆိုကျွန်တော်ကစားဘူးလေဒီကျွန်တော်ဒီအသင်းမှာတော့နီးပြလုတ်ခဲ့ဘူးတယ်ဆိုပြီးသူကပြောတော့ဟောလားတဲ့ကောင်းပါအဲ့တော့ ကိုလက်ရှိမှာ Chelsea ပြည်သက်တွေအဲ့ဒါနဲ့ပတ်သက်တော်တော်လေးကိုတင်းတယ်ဘာလို့အသင်းတသင်းကိုပဲပိုင်ရှင်ဆိုတာဗျာအသင်းကိုအရန်ကြီးချစ်ဆရာမျိုး at least know your history ပေါ့နော်ကိုယ့်ရဲ့ဒါ legend ကစားသမားဟောင်းတွေဒါကျွန်တော်ဘလူးဘိုးကစားသမားဟောင်းတွေကိုသိဖို့အတွက်စူးစမ်းရမယ်လို့မြင်တယ်အဲ့တော့ Chelsea ပြည်သက်တွေကဒီနှစ်မှာဒါကျွန်တော် Conference League ဒါကျွန်တော် Champions League ဝင်ရုံနဲ့တွေကျင်းနဲ့မဲ့သဘောမှာရှိတယ်ဘာမှလည်းအဲ့ဒါအဲ့ဒါလည်းပို့ပြီးဘာမှလုပ်လို့မရတော့ဘူးလက်ရှိအချိန်ကြီးရဒါပေမဲ့လက်ရှိအချိန်ကြီးမှာဒါကျွန်တော် Champions League ဝင်ခွင့်တွေဒါ Chelsea အသင်းကတော်တော်လေးကိုဒါမိုက်တယ်ဒါပေမဲ့လက်ရှိမှာ Chelsea အသင်းနဲ့ဒါတစ်ဖက်က Nottingham Forest အသင်းက Brentford ကိုရှုံးသွားတဲ့အတွက်ကြောင့် ို့ဒီနေ့ပွဲစဉ်မှာအနိုင်သုံးမှတ်ကထင်ထားတာအများကြီးအများကြီးအရေးပါမဲ့တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ချက်စီကလက်ရှိဒါကျွန်တော်တို့အဆင့်3ကနေခုနှစ်အသင်းထဲမှာဒါကျွန်တော်တို့ Manchester City အသင်းနဲ့ Needu ရှုံးပွဲမရှိတဲ့ဒါနောက်ဆုံးပြိုင်ပွဲဆို5ပွဲမှာရှုံးပွဲမရှိတဲ့အသင်းတစ်သင်းနဲ့ယက်တည်နေအဲ့တော့ဒါကျွန်တော်အမြင်ကပြောရမယ်ဆိုတော့ Chelsea နဲ့ Manchester City ကလာကျွန်တော်ဒါလာမယ့်ဒါရာဒီမှာချန်ပီယံလိဝင်သွားတယ်လို့ပဲထင်တယ်ဒါပေမဲ့ချက်စီတင်တော့ကအခုလက်ရှိမှာသူများတွေပြန်ရှင်းမယ်ဆိုသူတို့ကပွဲချက်တယ်ဗျလက်ရှိမှာဒါကျွန်တော် လီဗာပူးအသင်းပြီးရင်တော့ဒါချက်စီတင်နဲ့ကျွန်တော်တီးတဲ့လောက်ကသူတို့အနေနဲ့ဖီချာရပြန်ကြည့်မယ်ဆိုရင်ဒါပွဲချက်တယ်ဟုတ်တယ်ညူကာဆယ်ယူနိုက်တက်ကိုအိမ်ဝင်မှာကမ်းမယ်ဒါကျွန်တော်ပြီးရင်မန်ချက်စတာယူနိုက်တက်ကိုသူတို့အိမ်ဝင်မှာကမ်းမယ်နော်တန်ဖောရက်စ်အဲပြောချင်တာကလက်ရှိကြံနေတာကျွန်တော်ပရီးမီးယားလိဒါကျွန်တော်တိုတယ်၄ပွဲမှာ၄ပွဲလုံးကဒါပွဲချက်တွေကြီးပဲအဲချက်စီတင်နဲ့ဒါရတဲ့အမှတ်ကိုရလို့ယူရမယ်ဒါလက်ရှိမှာအမှတ် ဒါအဓိကပေါ့နော်ဒါနောက်ဆုံးကျွန်တော်ထင်တာကချက်စီတင်နောက်ဆုံးအချိန်အထိ Northern Forest နဲ့နေလားငါလားချန်ပီယံလိလူပွဲကိုကြည့်ရမယ်လို့မြင်တယ်။တစ်ချိန်ကဒါကျွန်တော်ခမရမီလားမီလားမတစ်ချိန်ကဒါ Tottenham Hotspur နဲ့ Manchester City အသင်းဒါကျွန်တော်ချန်ပီယံလိမှာဒါအမှတ်လူခဲ့လို့ပဲဒါ Peter Crouch ရဲ့ Twin Goal နဲ့အတူ Spurs အသင်းချန်ပီယံလိဝင်သွားခဲ့တယ်ပေါ့နော်။အဲ့တော့ဒီပုံစံမျိုးအတိုင်းဒါကျွန်တော်တို့ Northern Forest အသင်းနဲ့ Chelsea အသင်းတို့မြင်ရမလားအဲ့တော့တီးကြတာတကွာ Chelsea အသင်းတို့ကဒီ Champion League ဝင်ခွင့်ကထင်တာထက်အများကြီးပိုပြီးတော့ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့ပုံကူကြီးရရမြင်တယ်ဒါပေမဲ့ Liverpool ကတော့သွား short တော့လို့မရ ောင်လီဗာပူးတဲ့အခုလက်ရှိမှာလည်းပရီးမီးယားလီဂ်တိုက်တဲ့ရထားတဲ့အသင်းတစ်သင်းဖြစ်ပေမဲ့သူတို့အနေနဲ့ဒီနေ့ပွဲစမှာသူတို့ professional season လူစုံထုတ်ကန်သွားမယ်သူတို့နဲ့ရတဲ့နံပါတ်တွေရလို့ကြိုးစားသွားဖြစ်ပြီအခုလက်ရှိမှာဗျာကျွန်တော်ဒါ total အားဖြင့်82မှတ်ဖြစ်နေတယ်82မှတ်ဖြစ်တဲ့ကြောင့်လီဗာပူးအသင်းအနေနဲ့ဒါကျွန်တော်ကြံတဲ့ပွဲစဉ် လို့တဲ့၄ဘွဲကိုနိုင်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့စက်သက်မှတ်နဲ့64မှတ်နဲ့ဒါကျွန်တော်တို့တာလီကတော်တော်လေးကိုကောင်းသွားမယ်တဲ့မှာပါတယ်အဲ့တော့ပြောချင်တာကတချို့ဟာလက်ရှိမှာလီဗာပူးတင်းကဒီနှစ်မှာအမှတ်နည်းနည်းနဲ့ချန်ပီယံဖြစ်တယ်64မှတ်နဲ့ချန်ပီယံဖြစ်တယ်ဆိုရင်တော့လီဗာပူးတင်းနဲ့ဒါပြိတ်သက်တွေပြောဖို့ဆိုဖို့ဒါစကားလုံးတွေရက်တန့်သွားနိုင်တယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာမြင်မိတယ်အဲ့တော့လီဗာပူးတင်းကခုနကပြောလို့ပဲ professional ဆန်ဆန်ဒီနှစ်ပွဲစဉ်ကိုအကောင်းဆုံးကြိုးစားပြသွားမယ်လို့မြင်နေအာနီဆိုဒီနဲ့သူ့တင်း ဘာလုတ်ပြနိုင်လဲဆိုတာကိုဒီနေ့ပွဲစဉ်မှာပြထပ်ပြီးပြသသွားမယ်ပွဲစဉ်ဘယ်လိုမြင်လဲ အဲ့တော့ချက်စီးတင်တဲ့ဒီနေ့ပွဲစဉ်မှာလည်းဒါကျွန်တော်တို့တော်တော်လေးကိုကြိုးစားရမယ်ပွဲစဉ်ဖြစ်တယ်။ဒါပေမဲ့ခုနပြောလို့ပဲဒါကျွန်တော်တို့ဟိုလွတ်လပ်ရေးဆိုတာတိုက်ယူမှရမယ်ဆိုတဲ့ပုံစံမျိုးပေါ်လာ။ဒါကျွန်တော်တို့ချက်စီးတင်တဲ့ဒီနေ့ပွဲစဉ်မှာလွတ်လပ်ရေးကိုရအောင်တိုက်ယူရမယ်။အဲ့ဒါမှလည်းချိုးမင်မှာပေါ့နော်။လွတ်လပ်ရေးနဲ့ရရင်ဘယ်စားကောင်းအောင်မလဲ။အဲ့တော့ဒီချက်စီးတင်တဲ့ခုလက်ရှိမှာ Champion League ကိုဒါကျွန်တော်တို့လက်ရှိမှာတိုက်ယူပြီးရထားတဲ့ Champion League ဆိုတဲ့ပုံစံမျိုးဖြစ်ဖို့အတွက်ကတော့သုံးမှတ်တိုင်းကတော့ရေးကြည့်လာပြီလို့ပြောရင်လည်းပဲကျွန်တော်တော့ကိုပြပါအောင်။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတာပေါ့အောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြ ချပါနေပြီးအောက်က comment တွေမှာလည်း youth sport media 3 points နဲ့ TV 4 video လေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျိုးစားကိုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့အောက်က comment တွေမှာလည်း youth sport media 3 points နဲ့ TV 4 video လေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျိုးစားကိုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့မြန်မာ clip မှာမြန်မာနာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်သောနေ့တွေနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေ ပဲကျွန်တော်တို့တွေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြုံတော့ပါနဲ့ကောင်းမွန်တော်လေးနေ့ဖြစ်ပါစုမောင်းတောင်းပြီးနေပဲဒီပါဗျာ